န်နားထောင်ဖို့နဲ့လေဒါသာပြည်သူကိုယ်စားလှယ်တရားဝန်ပြောတဲ့အတန်တော့နားမထောင်ဘဲနဲ့ဒီထဲမှာပါဝင်မှုမရှိဘဲနဲ့အခုမှတနည်းကြော်မှသာစပြီးတော့ဖိတ်တယ်ဆိုတာကအင်မတန်ကိုအန်ဒီရများနေတဲ့အချိန်ကြီးအင်မတန်ကိုစိတ်ချမ်းသာစရာဖြစ်နေတဲ့အချိန်ကြီးဖြစ်ပါတယ်ဒီလောကအထူးစည်းပွားရေးဆောင်တွေကပြောင်းရွှေ့ခံတောင်းသူတွေကိုပြန်လည်နေရချထားပေးဖို့ပြောင်းရွှေ့ခံရသူတွေအတွက်မြေယာရော်ကြီးကိစ္စနဲ့လောက်ကန်အခွင့်အလမ်းပေါ်ဆောင်ပေးထားတဲ့အခြေအနေတွေကိုဇူလိုင်လ6ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြောက်တမ်းအမတ်တော်အေးမြတ်မြတ်မျိုးကမေးမြန်းခဲ့ပါတယ်။ဒီနေကုန်းကိုတော့စီးပွားကူတန်းဒူးဝင်ကြီးဦးအောင်သူကပြန်ဖြေခဲ့ပြီးမြေသိန်းစီးခံထားရသူတွေတန်ကြားထားတဲ့စာတွေနဲ့လက်တွေ့စစ်ဆေးတဲ့အခါကန့်ညီမှုမရှိဘဲမြေယာရော်ကြီးကိစ္စကိုရန်ကုန်တိုင်းအစိုးရကောင်းဆောင်မှုနဲ့စနစ်တကျစီမံဆောင်ရွက်နေတာကြောင့်နေကုန်းမေးမြန်းသူတော်အေးမြတ်မြတ်မျိုးကိုကွင်းစင်းလေ့လာဖို့တိုက်တွန်းခဲ့ပါတယ်။မြေယာရော်ကြီးပိချင်းကိစ္စကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ကောင်းဆောင်မှုစီမံခန့်ခွဲမှုကော်မတီနဲ့ချိုက်ကာလူရဲ့ ပူပေါင်းဆောင်ရွက်မှုနဲ့အညီစနစ်တကျအစီအစဉ်ဆောင်ရွက်လေးရှိပါကြောင်းလည်းတင်ပြအပ်ပါတယ်။ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ရှိအနေနဲ့ဒီလိုဝါကူစီပွားရေးဆောင်ကောင်းတဲ့ပုံမှုကိုလက်တွေ့တွင်ဆင်းလေ့လာတဲ့ပါကြောင်းကိုလည်းအိတ်ခေါ်အပ်ပါတယ်။ကျေးဇူးတင်ရှိပါတယ်။ပြဿနာဖြစ်ပေါ်နေရာကိုဖြေရှင်းပေးမယ့်အစားပြဿနာမရှိသလိုလုပ်နေတာဟာပြည်သူ့အတန်ကိုနားမထောင်တာဖြစ်တဲ့အပြင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမတ်စကားဝူတော်နားမထောင်ဘူးဆိုရင်ပွင့်လင်းမြင်သာမှုအတွက်စိုးရိမ်ရတယ်လို့ဒေါ်အေးမြတ်မြတ်မျိုးကပြန်လည်တုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဝင်ကြီးတို့ကပြဿနာမရှိပါဘူးလို့ဆိုတော့အင်မတန်စိုးရိမ်စရာကောင်းပါတယ်ကျွန်တော်တို့ကပြဿနာကိုအမှန်တိုင်းလက်ခံပြီးတော့မှဖြေရှင်းရမှာအဲ့တော့ပြဿနာမရှိချင်အောင်စောင်းတာကကျွန်တော်တို့ပြဿနာတွေထပ်ပြီးတော့ဖိတ်ခေါ်ရမယ်အထူးဖြစ်ပါတယ်အဲ့တော့နောက်ထပ်သူတွေရဲ့စိုးရိမ်ပြန်မှုတွေပေါ့နော်ဒါတွေကိုပြီးတော့ဟိုဟို ကျင်းတဲ့ဆိုမျက်မှတ်ထိုးတာမှန်ပါတယ်ရှီကောင်ရှိမှာပါကျွန်မတို့ဒီဒီစီမံကိန်းဆိုတာကျွန်မတို့ကိုယ်တိုင်လည်းတကယ်ကျင်းတတ်ပါတယ်သို့တော်လည်းပဲလက်ရှိကြံစည်မှုမပြေလည်သေးဘူးမင်းတို့ကအဲ့ဒီမှာဖြစ်နေတယ်ဆိုရင်ကူပန်နေတဲ့သူတွေအတန်မှားမှာမဟုတ်ဘူးပါတယ်အဓိကတော့ဒီအရေးကြီးတယ်ပေါ့နော်ဆိုတော့လက်ရှိဘဝတွေကတော့အင်မတန်ဆိုးပါတယ်ကျွန်မ power point မှာလည်းပြတ်ထားပါတယ်ဘက်ပုံလေးကိုယ်တိုင်နဲ့မှကျင်းလို့ဒီရပါတယ်ဒီနေ့ကျင်းပါတဲ့လွှတ်တော်အစည်းအဝေးမှာတိလဝအထူးစည်းပွားရေးဆောင်တွေကမြေသိမ်းခံရတဲ့တောင်သူတွေကိစ္စမေးမြန်းရတာဟာ နှင်းစဉ်ရက်ဆက်တိုင်းစားတွေရောက်ရှိနေတာကြောင့်ဖြစ်တယ်လို့ဒေါ်အင်းမြတ်မြတ်မျိုးကပြောပါဗျာ။ပြည်ထောင်တာတွေအချို့ပါသွားရမယ့်အစားကိုပို့ပြီးတော့ဒါကျွန်တော်တို့ပြင်ထန်လာတာမျိုးပဲရတယ်။ကျွန်မစီကိုနှင်းစဉ်ကျန်းများတိုင်းစားတွေနေရာနဲ့ပတ်သက်အမှုပြင်ထန်စားတွေရောက်တယ်။ရုံးကလည်းခဏခဏဖြောက်ပါတော့။ကျွန်မပြည်ထောင်တာတွေကဒီလိုမျိုးဒီစီမံကိန်းဆိုတာကျွန်တော်နိုင်ငံအတွက်နိုင်ငံသားတွေအတွက်ကျူးကျူးရစီမံကိန်းဆိုတာကျွန်တော်တို့ဝန်ဆောင်အားရမှာ။အာဘုရားပြဿနာတွေနဲ့ဒီဆိုင်ရတဲ့အတွက်ကြောင့်မို့လို့စုတရာဖြေရှင်းဖို့အတွက်ကျွန်တော်ဖြစ်မှာမေးတာဖြစ်